ဟယ်လိုအမ်ဒီနေ့ပြောပြမယ်ဆိုတော့တင်မောသားတွေပလီးတယ်ဆိုရယ်ဇလန်ပေါ့တင်မောသားတွေပလီးတယ်ဆိုရယ်ဟာတော်တော်လေးကိုပေါ့နော်နာမည်ကြီးနေလာလို့ပေါ့အမ်ပေ့ပေ့ကိုရတင်လိုက်တယ်ပေါ့နော်တင်မောသားတွေလည်းပလီးတယ်ဆိုတော့အမ်ဒါကကျွန်တော်ပြမယ်တင်မောသားတွေပလီးတယ်မပလီးဘူးဆိုတာထက်ပေါ့နော်ကျွန်တော်တို့တင်မောသားတွေရဲ့ lifestyle ကိုကျွန်တော်ရအောင်ရှင်းပြမယ်နော်ဘာလဲဆိုတော့ဒီကျန်တာကဟိုပလီးတယ်မပလီးတာကတော့ဒါတင်မောသားမဟုတ်ဘူးညာဟဲ့လား ်တင်းမောသားမှမဟုတ်ဘူးအကုန်အဆိုနေဖြစ်တဲ့လူကတော့ဒီတော့သူပလေးချင်တဲ့လူကပလေးတာပဲလေဟုတ်လားဟိုဒါဒါဟိုဒီဒီကောင်းစဉ်တစ်ခုအောက်မှာတော့ပြောလို့မကောင်းဘူးလေနော်ပြီးတော့တင်းမောဘက်မှာတကယ်ဟိုဒီအတက်နဲ့ရင်ပြီးတော့အချိန်ကြီးအများကြီးပြေးဆက်ထားရဲ့ဒီလောလောဆယ်လူကြီးတင်းမဒီဒီကောင်းစဉ်အောက်မှာ လိုကြီးအဲ့လိုပြောနေရတာသိပေါ့တဘာမကြောက်ဘူးနော်ပလီလိုပလီကိုပြေးတာပဲဒါပေမဲ့ကျွန်တော်အဲ့ဒါပလီရမပလီဆိုတာတော့ဒါကိုယ့်အောင်ဆုံးဖြစ်ပါတော့ဒါတင်မောသားတွေရဲ့ lifestyle ကိုကျွန်တော်ပြောပြရမယ်။ဘာလဲဆိုတော့အာတင်မောပေါ်မှာကကျွန်တော်တို့ကဒီဆယ်လပေါ့နော်ဆယ်လ contract ကဆယ်လ10 plus or minus ပေါ့နော်1 plus 10 10 plus or minus အာ1 or 2ပေါ့နော်ဆယ်လတစ်နှစ်ပေါ့အဲ့လိုနေရတဲ့ကာလမှာပေါ့နော်ကျွန်တော်တို့ကဒီခါကျရင်ဟို cancel ရရှိရယ် cancel ရရှိရယ်ဒါကြောင့်ဒီဒီဒီတင်မောမှာပဲကျွန်တော်ကဒီလူ24ယောက်နဲ့ကျွန်တော်ကနေရတာပေါ့နော်။အဲကြောင့်လည်း18ယောက်ပဲပါတယ်တင်မောပဲရှိပါတယ်။ ီလိုနေရတဲ့ခါမှာကျွန်တော်တို့ကဒီကုန်းမှလုံးမဟုတ်ဘူး။နော်ရှည်ပေါ်မှာရှည်တယ်မှာတမီးကြီးနဲ့လည်းထိရတာမဟုတ်ဘူးပေါ့နော်။ဒီဒီတင်မောဆိုရဲဒီကျွန်တော်ဒီအကြီးတင်မောတစည်းရဲ့အကျယ်ဝန်းမှာပဲကျွန်တော်ကဒီလူတွေနဲ့ဒီလိုဆက်ဆံနေရတာပေါ့နော်။ဆက်ဆံနေရတယ်ဒီကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေပေါ့နော်။ဒီကာလတစ်ခုရှာကိုကျွန်တော် contract တစ်ခုလုပ်အောင်ဒီဒီကျွန်တော်ရဲ့ဟိုစိတ်တရားအလုံးဒီထဲကိုတုံ့နန်းတာပေါ့ပျော်တည်ဖြစ်စီမှုဆိုတည်ဖြစ်စီပေါ့နော်စိုက်တည်ဖြစ်စီစိုက်တည်ဖြစ်စီကျွန်တော်ဒီဟာကိုဒီဒီဘောဒီဘောမှာကျွန်တော်အဆင်ပြေအောင်နေရနေရတာပေါ့နော်ဒါဒါကနံပါတ်1ပေါ့နောက်ကဘာလဲဆိုတော့ တင်းမောင်းမှာကျွန်တော်တို့ကလူကအားလုံးသာ24ယောက်ရှိပြီဆိုရင်လည်းကျွန်တော်တို့ကဥမာဒဇီလုံးခါးထားပါတော့ဒဇီလုံးဟာဒဇီလုံးဟိုကိုပမာရီပဲထားပါတော့နော်ပမာရီပဲဆိုရင်တော့ကိုကိုကိုနဲ့ကိကက်တဲ့သူကိုနဲ့အဆင်ပြေတဲ့သူကအဆင်ပြေတဲ့သူနဲ့စကားကိုနဲ့စကားပြောတဲ့ပေါင်လန်းတဲ့သူကိုနဲ့ဟိုတိုက်ပြူတဲ့သူအဲလူအဆင်ပြေတဲ့သူကတင်းမောင်းမှာကအားလုံးနဲ့အဆင်ပြေချင်ပါပြီမာလေနော်လူရန်ကသူ့ဟာနဲ့သူပေါ့နော်အဲ့လိုဆိုတော့ဟိုဥမာကျွန်တော်ဆိုလေတေုပ်တင်းမောင်းဆိုရင်ကြာဟိုတေုပ်ကျွန်တော်ဗမာကိုရောပဲပါတယ်အဲ့ကိုရောကိုအဆင်ပြေအောင်နေရတာပေါ့နော် အဲ့တော့ဟိုကျွန်တော်အဲ့ကိုရောက်တဲ့ခါကျရင်စုစည်းကိုကျွန်တော်ဒီကိုရောက်ဆိုရင်စီလုံးနဲ့အပျော်ရွှင်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်ကြောင့်နေအချိန်ရမတူဘူးဗျဒီဒီကိုဒီကိုရောက်ဆုံးမှုဆိုတာကိုရောက်ပြောနေဗျ3 4 5ရောက်ဆုံးမှုမလွယ်ဘူးအဲကောင်ကောင်ကောင် operation လုပ်တဲ့အချိန်ဒီကိုကမ်းမန်ကန်တဲ့အချိန်တက်ခတ်လူကြီးလှုပ်ရှုပ်တယ်အဲအိန္ဒိယအိန္ဒိယလူတွေကအိန္ဒိယမှာကျွန်တော်မြန်မာ3ယောက်ရှိတယ်အဲ3ယောက်ကသူက duty chain နေတဲ့8တွဲ12 48ကျွန်တော်ကတော့ဒါဒီမနက်9နာရီညနေ8နာရီဒီပေါ့နော်အဲညညညညညနာရီ9နာရီလောက်ဆိုတော့အဲ့တော့ ဟိုတောင်ရောင်းနဲ့စုံမှုတော့မလွယ်ဘူးဗျာစကားစကားပြောမှုတော့ညာဘက်အဲ့လိုဂျူတီတူအားလုံးမှာတင်းမို့မှာသူ့အလုံးနဲ့သူသူ့ဂျူတီနဲ့သူ့ဂျူတီနဲ့သူကြီးပဲဗျာအဲ့တော့ဟိုပြဿနာပါလေဆိုပြီးရင်ကိုအခန်းထဲမှာကိုတော့တောက်တဲ့နေရတယ်ပေါ့နော်အခန်းထဲမှာတောက်တဲ့နေရတယ်ကိုအလုံးချိန်နေပြီးရင်ကိုကိုကိုဂျူတီပြီးရဲ့ချိန်မှာကိုရဲ့အိတ်ချိန်အရှိသေးတယ်အဲ့တော့အခန်းထဲမှာနေတဲ့ခါကျရင်အိတ်ပြောလို့ရှိရအိတ်မပြောလို့ရှိရပေါ့နော်ဒီတင်းမို့မှာဘယ်လိုလဲဆိုတော့အခန်းထဲမှာတောက်တဲ့နေရတယ်တောက်တဲ့နေတဲ့ကာလမှာဘာဖြစ်လဲဆိုတော့လုံးကြီးဖြစ်တာပေါ့နော်လုံးကြီးဖြစ်တာရှိတယ်ပြီးတော့အာခုနပြောရပေါ့နော် အဲအဲလုံးလေးပြဿနာကြီးကျွန်တော်ခါကျရင်တွေးတွေးအဲတွေးနေခါကျရင်အိတ်ပေါ်ကျွန်မအိတ်ပေါ်တယ်ခါကျရင်လည်းအဲ့လိုပေါ်ပင်ပန်းနေပင်ပန်းနေခါကျရင်အဲလုံးလေးပြတ်တော့ဘာဖြစ်လဲဆိုတော့ကိုကိုလှုပ်ချင်တာတွေရပါတော့ကို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 လှုပ်တဲ့အရာတွေညီနေဆွဲဆွဲလန်းဖြစ်တယ်ပေါ့နော်ဘာလဲဆိုတော့ဥမာကျွန်တော်ဆက်လိတဘူးတောက်တဲ့လူကကုန်းမမှာတဘူးတောက်တဲ့လူကတင်းမို့ရောင်းရင်အာသုံးလေးဘလောက်တောက်တတ်ပါရပါတော့အဲရရမတောက်တဲ့လူကတင်းမို့ရောင်းတောက်ရတောက်တတ်ပါရပါတော့အဲ့တော့စိတ်ပန်းဖြစ်စရာကတင်းမို့မှာကတော်တော်လေးဟိုပေါ့ ဟောနည်းနည်းပေါ့နော်ဟိုကိုယ့်ကိုဟောကိုယ့်ကိုဒါကိုလုံးယူရတော့ဗျာကိုယ့်ကိုဒီဟာကိုယ့်ဟာကိုယ်ဘာလို့ရင်ကိုယ်ပန်းပြင်မယ်ပေါ့ဆိုရပြီဒါကိုယ့်ကိုလုံးတဲ့ကိုယ့်ကိုဟိုဖြစ်တဲ့လူပဲလို့ဒါပါတချို့လူတွေကြောက်လဲဟောဘာမှတိတ်ပြီးတော့လဲဟိုနေတာထိုင်တာမျိုးမရှိပေါ့နော်ကိုယ့်ကိုတောက်တဲ့ကိုယ့်ပဲနေတာမျိုးရှိအဲ့တော့ဘာဖြစ်လဲဆိုတော့လုံးလေးဖြစ်တာဟာကြီးอ่ะအင်းမသားတော်တော်များများတော့ရှိတယ်အဲ့ပြဿနာပေါ့နော်အေးနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ကဒီဟိုအင်တာနက်အင်တာနက်လိုင်းอ่ะ ရတဲ့အခါရှိတယ်မရတဲ့အခါရှိတယ်ပေါ့နော်ဒါတော်တော်များများအုံနောက်ပိုင်းတင်မောတွေရပါတယ်တင်မောကျွန်တော်တို့တင်မော Wi-Fi တော်တော်များများပေးတယ်တင်မောတွေကောင်း Wi-Fi ကျွန်တော်အနည်းဆုံး1 GB တော့ရတယ်ကျွန်တော်ဒါမဲ့ချို့တင်မောကျွန်တော်ကြောက်လို့ Wi-Fi 9မဂါဘိုင်းလောက်ပဲရတဲ့တင်မောလည်းရှိတယ်စာပဲပို့လို့ရတာပေါ့နော်ကန်ကန်မှာပဲကျွန်တော်အဲ့ကန်မှာရှိတဲ့ single web သုံး web မသိရင်ကျွန်တော်ကိုယ်ပါပါတဲ့ single တွေပေးဖြစ်ပြီးသုံးပါနော်အဲ့လိုပဲသုံးလို့ရတယ်အဲ့တော့ဘာပြဿနာရှိလဲဆိုတော့ဒီ line ရတဲ့အချိန်ကကျွန်တော် line ရတဲ့အချိန်မှာကျွန်တော်ကိုမိသားစုနဲ့ပုံပြောရင်ပြောမယ်ကိုဟိုကျို့ဒီကိုခမလေးနဲ့ပုံပြောရေးစားရေးသမီးသားအဲ့လိုပုံပြောရင်ပြောမယ်ပေါ့နော်ဒါကတော့ line ရချိန်မှာတုံးသွားတာ ဲ့တော့ဘာဖြစ်လဲဆိုတော့ဗောနော်အဲတင်မောလာခုနပြောတင်မောလာပြန်လာရင်ဗောနော်အာသူ့တော့မအားဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဗောနော်ဟုတ်လားတင်မောမှာတော့ဟိုဟွာဒီသူ့လောက်ဂယူဆိုင်တာသူ့လောက်ဟွာဖြစ်တာသူ့လောက်ဟွာအချိန်ပေးနေတာသူ့လိုပဲဗောနော်ဒါမရတဲ့ကြတဲ့လူပြောသွားတာအဲတင်မောပြန်စင်းလိုက်အဲ့ဘာလဲဆိုတော့ဒါလူနေပဲဆိုင်နေဗျာ ဒါလေလူနေပဲဆိုင်တယ်ဒါသင်္ဘောသားဆိုတော့ဒါသုံးလို့မရဘူးပေါ့နော်သင်္ဘောသားဆိုတော့ဒါဒါလူနေပဲဆိုင်တယ်ချုပ်ကြောက်လဲဆိုသူ့ပြန်လိုက်သူ့သူ့တမီဆန်သူ့ချိန်ပြီးရတယ်သူ့ရရှိရပဲဒါကိုကိုကကိုကိုနဲ့ကိုဒီ relationship partner ကကိုနဲ့အဆင်ပြေလို့ကိုကကိုဒါဟိုချိန်ပြီးတဲ့ကိစ္စပေါ့နော်အဲ့ဒါကိုဒါဟိုအဲ့လိုသင်္ဘောသားဆိုတော့ကောင်းတဲ့တာမကောင်းဘူးလေဒါဒါနောက်တစ်ခု ဒါဆိုဒါပေမဲ့ကျွန်တော်ကျွန်တော်တင်မောပါစင်ကောင်းပြန်လိုက်ကောင်းလေးသူတို့သူတို့ကောင်းလေးသူတို့အချိန်ပြည့်သူတို့တွေ့တယ်သွားတယ်ပြီးရင်သူတို့ဆိုလည်းဥပြန်လိုက်ဥယူတော့မယ်ပေါ့နော်အဲအဲ့လိုမျိုးပြန်အများကြီးပါတွေ့ဥပါတယ်ပြီးတော့တင်မောသားမိမကြီးလည်းတော်တော်များများရှိပါတယ်တင်မောသူတို့အဲသူတို့မိသားစုအတွက်ဟိုမိသားစုအတွက်ကိုရုန်းကန်နေတာပေါ့နော်တနေ့သားသမီးတွေနဲ့အာဒီဟာအဲ့လိုမျိုးတွေပေါ့နော်ဒီကိုယ့်ရဲ့ဘဝကြီးကိုတင်မောသားဆိုရယ်ဒီတနေ့တစ်ခါထွက်အာတင်မောမှာကိုပျော်စီဖြစ်နေပျော်စီဒီဟာကနေပြဿနာသွားရှာအနေနဲ့ အဲတက်ကလို့ဆိုပိုးအန်နေရတာပေါ့နော်ဒီအငွေဒီစီတင်တဲ့တင်မောကမီတင်မောတင်မောဆိုနန်နေရှူပြင်းအမရုပ်ပိုင်းဆိုင်ရာအဲ့လိုမျိုးတွေပေါ့နော်နည်းစီကိုက်အဲ့လိုမျိုးတွေပေါ့ကိုမသိတာရင်ကမီကတင်မောဆိုမသိတာရင်နည်းနည်းစိုက်ဖာတော့ရှိတာပေါ့နော်အဲ့လိုမျိုးရှိဆိုတော့ဟိုသူကသူဟိုဗျာကောင်းနေမိသားစုတွေအများကြီးရှိတယ်ဗျာဒါလားကျွန်တော်ကျွန်တော်တင်မောသား live မှာဆိုလဲကောင်းနေမိသားစုရှိတယ်ဒါပေမဲ့ဟုတ်ပြီအဲ့ဒါဆိုတင်မောဆိုင်ပလီးတယ်ဆိုရင်ထားပါတော့ပလီးတယ် ဒါပေမဲ့ပလေးခံရတဲ့သူတွေရှိတယ်ဗျာဟုတ်လားအဲ့လိုမျိုးတွေရှိတယ်အချို့စိန်ကြွားကျွန်တော်တို့ဒီဒီရာသမြရှာသမြကိုယူတော်မြူပါသေးဗျာတမီးစားဗျာပတ်စံတွေလွှဲတယ်ဗျာပြန်လာမှရှိတော့အဲ့အဲ့လိုပဲတင်မိုးသားဆိုလို့ပဲသူ့အိမ်မှာအေးဒီအိမ်အောင်ပြူတာအိမ်အောင်အိမ်အောင်တယ်ပဲတင်မိုးသားဆိုတော့အဲ့လိုပဲလေပြန်လာတယ်ပြန်လာတော့ပြန်လာတော့အဲ့လိုမျိုးပေါ့နော်မိမအုံဖြုံနှလုံးတွေပဲထိုးလှုပ်ရှင်နိုင်လို့ဆိုတော့ပြန်လာတယ်ဗျာမှရှိတော့နောက်ဆုံးတော့ဘာဖြစ်လဲဆိုတော့ဒီပြီးရောနောက်ဆုံးတော့ကိုဒီ ျွန်တော်အသက်အရွယ်ရတဲ့အခါမှာတင်မိုးကိုမလုံနိုင်မကိုင်းတဲ့ခါမှာဘာဖြစ်သွားလဲဆိုတော့ဘာမှဖတ်မတင်ဘာမှဟွန်ဖြစ်တော့အဲ့လို live တွေရှိရပြီပြီးနောက်ခါကျတော့ဒီကိုတင်မိုးသားကဒီမှာပဲဒီလိုဖြီးတင်မိုးတက်သွားတက်သွားအချိန်မှာလူဖောက်ပြန်တာပလီးတာဖောက်ပြန်တာတွေပါညာရတင်မိုးသားမှမဟုတ်ဘူးဗျာနောက်ပိုင်း main ကလေးလည်းရှိရပဲတင်မိုးအဲ့ခုနကပဲတင်မိုးသားဒါရင်းပြအမျိုးမျိုးရှိတယ်ဒါရင်းကိုကျွန်တော်တို့က အဲ့ဒါကိုခေါင်းစဉ်တစ်ခုကိုတက်ပြီးတော့ဒီလိုညှိုးထိုးပြီးအဲ့လိုမျိုးခေါင်းစဉ်တိုင်ပြောတာမကောင်းဘူးဗျာတဲ့လားမှန်တယ်မယ်ပလေးချင်တယ်ကပလေးကိုပလေးတာပဲပတ်ပတ်ဆံရှိတဲ့ကောင်လည်းပလေးရရုပ်ဆိုးတဲ့ကောင်လည်းပလေးရင်ပြီးမှာအသားမဲတဲ့ကောင်လည်းပလေးရင်ပလေးတာပဲကိုကတော့ဟုတ်ပြီဟာဒီကောင်အသားမဲပါတယ်ငါသူ့ကိုကြက်လိုက်တော့အသားမဲပါတယ်ဟိုသူ့ကတော့ဂျလာလူတွေလည်းမကြိုက်လိုက်ပါဘူးမကြိုက်တော့ပါဘူးဆိုပြီးအဲ့လိုကြိုက်တယ်အဲ့ဒါကောင်ပလေးတာပဲအပြည့်ရှင်းရှင်းလေးတာအဓိကကဗျာလူနဲ့ပဲဆိုင်တာတဲ့လားအဲ့လိုပေါ့နော်ဒီတင်မောသားဆိုတဲ့ကောင်းတယ်မှာပြောရတော့မကောင်းဘူးဗျာ ။ဟုတ်ဆိုအဲ့ဆိုရင်တင်မောသားမှာဒီလို life style တွေရှိရဆိုရင်ဒီဟာကိုကိုကသဘောကျတာလက်ခံလက်ခံရင်ဒါကိုကရွေး။လက်မကြိုက်ဘူးဆိုရင်စတယ်မရွေးနဲ့လေ။ဒါကိုမကြိုက်တာကိုကိုအမကိုကတွဲခဲ့ဘူးလို့ဒီလိုဟောဖြစ်တယ်ဆိုတာကိုနဲ့အဆင်မပြေလို့ဗျာတလား။ကိုနဲ့အဆင်ပြေလို့ဒီ relationship က broken ဖြစ်သွားတာ။အဲ့ဒါကိုမကောင်းစွာယူဟောဒါ तू မကောင်းတာရှိမှာကိုမကောင်းတာရှိမှာ။ကိုကိုကမကောင်းတာရှိရှိမှာကိုနဲ့အဆင်ပြေတာရှိမှာ तू ကလည်း तू နဲ့ तू ဘဝ तू life နဲ့အဆင်ပြေတာရှိမှာအဲအဆင်ပြေတဲ့နှစ်ခု relationship တစ်ခုကိုမာမာဒီဟာဒီလိုအများကြီးဒီ relationship relationship မှာဒီလိုကိစ္စနာရရှိရအောင်ဗျာ အတင်းမိုးသားတွေပါပဲကြည့်တယ်အတင်းမိုးသားတွေပါပဲပလင်းနေရယ်ဆိုရဟာမျိုးကပြောရတော့တော့မကောင်းဘူးလीเนาะနည်းနည်းသိပြီးတော့ Justin ပြေကိုခံစားတာပေါ့အဲ့လိမျိုးမများတာလို့ခံစားတာပေါ့အဲ့တော့တင်းမိုးသားတွေပလေးတာမပလေးတာပြောရတဲ့ဆိုင်ရင်ကျွန်တော်ကလူနဲ့ပဲလူနဲ့ပဲဆုံးပြလိုက်ပေါ့နော်ဒီလူမကောင်းလို့ပဲပြောလိုက်ပေါ့အဲ့တော့မသိရင်ညာဒီတင်းမိုးသားတွေပဲတိုင်ပလေးနဲ့ပုံစံမျိုးပေါ့နော်အဲ့လိမျိုး 哎，不要这样吧。